မန်ဘလူး3000လောက်ပိုင်တဲ့ပဇင်းရင်ခွဲများပဇင်းရင်ခွဲတွေကခြေထဲတို့ရဲ့ပဝင်းကျင်ကိုကုညီဆောင်းလျှောက်ပေးနေတဲ့တတ္တဝါလေးတွေပါ။ဒါကြောင့်လဲဆိုတော့သူတို့ဟာခြေနေရင်ကောင်းနေလို့အန်ဒီရှိတဲ့ဘိုးမားတွေကိုတနေ့ကို အကောင်90ကနေ100လောက်အထိစားသုံးပေးနိုင်လို့ပါပဲ။ဒါတဘာဝရဲ့ပိုးမွားထိန်ချုပ်စနစ်တစ်ခုလိုပါပဲသူတို့ရဲ့မျက်လုံးတွေကလည်းတကယ့်ကိုအံ့အားသင့်စရာပါ မန္တလူးငယ်ပေါင်း3000လောက်နဲ့ဖွဲ့စည်းထားတဲ့မျက်လုံးတွေကြောင့်ပဲပဇင်းရင်ခွဲတွေကပပတ်လေ360ဒီဂရီကိုအကုန်မြင်နိုင်ပါတယ်။ဒါကြောင့်လေတနအီကို35မိုင်အထိမျက်လုံးနဲ့ပြန်တန်းရင်းနဲ့အစာကိုတိတိကျကျဖမ်းယူနိုင်တာပဲဖြစ်ပါတယ်။ခြင်းတွေကိုစားပေးတာကြောင့်ခြင်းရနေတဲ့စဉ်ကုသတတဲ့ယောဂတွေကိုလည်းလျော့နေစေပါတယ်ဒီလိုအန်ဒီရရှိတဲ့ပိုးမွှားတွေကိုဖယ်ရှားပေးခြင်းအဖြစ်ပဇင်းရင်ခွဲတွေက လူထုချမ်းမာရေးနဲ့ဂေဟာစနစ်ရဲ့မျှတမှုကိုပါကူညီပေးနေရပါပြီးတော့သူတို့ကချမ်းမာတဲ့ပတ်ဝန်းကျင်ကိုနှစ်သက်ကြပါတယ်ဒါကြောင့်သူတို့ရှိနေရဆိုရင်အဲ့ဒီနေရာရဲ့သဘာဝပတ်ဝန်းကျင်ကကောင်းမွန်နေရလို့လည်းပြောလို့ရပါတယ်တက်တန်းကနှစ်ဘက်ကနေ6ဘက်အထိတိုးတောင်းပေမဲ့ပတ်ဝန်းကျင်အတွက်သူတို့ရဲ့အခန်းကဏ္ဍကတော့အလွန်ရေးပါပါတယ်ဒါကြောင့်ပစင်းရင်ခွဲလေးတွေကတာမန်ပိုးမောလေးတွေမဟုတ်ဘဲခြေတွေရဲ့ဂေဟာစနစ်အတွက်မရှိမဖြစ်လိုအပ်တဲ့အစိပ်ပိုင်းတွေပဲဖြစ်တယ်လို့ပြောကြမှာရှင်